ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရပြီးတဲ့နောက်ဂျိုတာအိုလွမ်းဆိုးသတိရနေတဲ့ကစားမလွမ်းစားရှိရလွမ်းကြအောင်ပါပါပဲဒိုင်ဆမ်မရီရှိလို့ပဲဖြစ်စေသတိရစရာရှိလာလို့ပဲဖြစ်စေတကူးစရာနဲ့အမှတ်တရဖြစ်မိသွားတတ်ကြတာလူသားတွေရဲ့ထုံးစံတစ်ခုလို့ဆိုရမှာပါမုံတရားတွေရှိလို့ခွဲသွားသည်ဖြစ်စေချစ်လျက်နဲ့လမ်းခွဲခဲ့ရသည်ဖြစ်စေဘယ်လိုမျိုးကြောင်းတရားတွေနဲ့ဝေးသွားခဲ့သည်ဖြစ်စေလူတိုင်းမှာအမှတ်ရစရာသတိရစရာတွေကတော့ကိုယ်စီကိုယ်သိရှိလာခဲ့ကြမှာပါရှင်ခွဲကွဲခဲ့ရတာမျိုးရှိသလိုတေခွဲကွဲခဲ့ရမျိုးနဲ့လေလူတိုင်းကြုံတွေ့ခဲ့ကြမှာဖြစ်ပြီးတော့ ဘယ်လိုမျိုးကွဲကွာခြင်းမျိုးပဲဖြစ်ပါစေအမှတ်ရစရာတွေတရိယာစရာတွေရှိလာရင်လူတိုင်းလွမ်းကြတရိယာကြတာက လောကရဲ့ဓမ္မတာတစ်ခုလို့ဆိုရမှာပါအခုလဲဒီဂိုဂျိုတာဆိုတဲ့ပေါ်တူဂီသားကျယ်ဝန်းဇာမောင်းသတိထားနိုင်လွမ်းနေခဲ့သူတယောက်ရှိနေပြန်ပါတယ်ဒီဂိုဂျိုတာနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့နေ့ကဗီဒီယိုလေးတစ်ခုတွေ့တော့ပေါ်တူဂီတို့ကမ္ဘာဖလားဝင်ဝင်ရသွားချင်းသူသားရှိနေမယ်ဆိုရင်ဘလောက်တောင်ပျော်ရွှင်နေလိုက်မလဲဆိုတဲ့အတွေးစိတ်ကနည်းနည်းလေးတော့ဝမ်းနေမိသလိုဖြစ်မိပါသေးတယ်ပေါ်တူဂီတို့အမေနီးယားတို့နိုင်ရပြီးတော့ကမ္ဘာဖလားပြိုင်ပွဲကိုဒါရိုက်အောင်မြင်သွားတဲ့အချိန်မှာ ပျော်ရွှင်နေကြတဲ့ body exam ရဲ့ကြားထဲမှာဒီကိုဂျိုတာတယောက်ရှိနေမလားဆိုပြီးတော့တွေးမိပါသေးတယ်။မရှိတော့သူ့ကိုတန်းထားမိတာလဲလွမ်းဆိုခြင်းတစ်မျိုးဆိုရင်ဒီကိုဂျိုတာကိုတတိယဖြစ်မိတာကလည်းလွမ်းဆိုခြင်းတစ်မျိုးဖြစ်တယ်ဆိုပြီးတော့ခေါင်းစဉ်တက်အမှားပါပဲ။ခေါင်းစဉ်တွေမျိုးမျိုးတက်ပြီးတော့လွမ်းနေကြတာဆိုမဲ့လွမ်းတာတော့လွမ်းတာပါပဲဆိုပြီးတော့သာပြောရမှာပါ။ဒီကိုဂျိုတာကိုလည်းခုချိန်မှမလွမ်းတော့တဲ့သူတွေရှိသလိုလွမ်းနေကြဆဲသူတွေလည်းရှိနေကြတော့မယ်လို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့အသက်ရွယ်ရဇာမတယောက်ရဲ့အကောင်းဆုံးချိန်မှာအသက်နဲ့ခန္ဓာကိုယ်ဆုံးလွတ်သွားခဲ့ရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဇာမတိုင်းမျောလင်းချက်ဆိုတာရှိသလိုရီမန်းချက်ဆိုတာလည်းရှိထားခဲ့ကြမှာပါ။ ဒီကိုကြိုတာလေးလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုပေါ်တူဂီသင်းနဲ့အတူပိုင်ကစားပြီးတော့ချန်ပီယံစုပလားကြီးကိုရယူသွားခြင်းနဲ့စိတ်ကူးစံနာတွေရှိထားခဲ့မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်2026ကမ္ဘာဖလားပြိုင်ပွဲမှာကြိုတာဒဏ်ရာပြဿနာကြောင့်လွဲချော်ထားခဲ့သူတယောက်ဖြစ်ပြီးတော့အဲ့ဒီတော့2026ကမ္ဘာဖလားပြိုင်ပွဲမှာပိုင်ကစားပုတိစိတ်စံနာတွေဘယ်လောက်ထိပြင်းပြနေပြီလဲဆိုရင်ပြောစရာတော့လိုပဲမထင်ပါဘူး။ကစားမတိုင်းအိမ်မက်တစ်ခုဖြစ်တဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးမှာဒီကိုကြိုတာလဲပောင်ဝင်ကစားဖို့အားခဲ့တဲ့အချိန်မှာပြိုင်ပွဲတွေပြင်းပဖို့တနည်းလိုမှအရာအလုံးကိုစွန့်ခွာသွားခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့နေ့ကကျင်းပခဲ့တဲ့အာမေးနီးယားနဲ့ပွဲစဉ်မှာပေါ်တူဂီဘာဖလားပြိုင်ပွဲကိုဒိုင်းရှင်ပိုင်ဝင်ရသွားပြီဆိုတော့ဒီကိုဂျူရာဆွဲပေါ်တူဂီသားဂျဲဝင်းဇာမားကိုသတိတရနဲ့ဖြစ်သွားခဲ့တဲ့သူတွေလည်းရှိလာခဲ့မှာပါအဲ့ချိန်ကလည်းသတိတရနဲ့ဖြစ်ခဲ့ကြတဲ့သူတွေရှိလို့ပြီးခဲ့တဲ့နေ့ကစားခဲ့တဲ့စကော့တလန်နဲ့ဒိန်းမတ်တို့ရဲ့ပွဲစဉ်ပြီးမှလည်းဒီကိုဂျူရာကိုသတိတရဖြစ်မိခဲ့တဲ့ဇာမားတယောက်လည်းရှိနေပြန်ပါသေးတယ်သူကတော့လီဗာပူးနဲ့စကော့တလန်ပဲနောက်ခံဇာမားဖြစ်တဲ့ရောဘတ်ဆန်ပဲဖြစ်ပါတယ်ရောဘတ်ဆန်ရဲ့စကော့တလန်တင်းဟာပြီးခဲ့တဲ့နေ့ကစားခဲ့တဲ့ဒိန်းမတ်တင်းနဲ့ကဘာဖလားအုပ်စုခြေစစ်ပွဲစဉ်မှာ၄ဂိုး၂ဂိုးဆွဲရလာတဲ့သူနိုင်ရပြီးကဘာဖလားခြေစစ်ပွဲကိုဒိုင်းအောင်မြင်သွားခဲ့ကြပြီဖြစ်ပါတယ် Idris Scotland တရနှစ်ပေါင်း30တွင်ကမ္ဘာ့ဗလားစီမင်းတက်စီပထမဆုံးချိန်ဖြစ်တလန်းငွေရသွားခဲ့ပြီးတော့ Scotland အသင်းကောင်းဆောင်ဖြစ်တဲ့ Robertson ကသူ့ရဲ့ခံစားချက်တွေကိုကုလမျိုးဖွင့်ဟာသွားပါတယ်ဒီနေ့ကျွန်တော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ်ကျွန်တော်အသက်ရွယ်ကိုကျွန်တော်သိပါတယ်ဒါကကျွန်တော်တို့ကမ္ဘာ့ဗလားပြိုင်ပွဲစီသွားဖို့နောက်ဆုံးခွင့်အရေးတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒီနေ့မှာကျွန်တော်တကယ်ချင်းဒီကိုဂျိုတာကိုတနေကုန်ကောင်းနေရနေထုတ်လို့မရပါဘူးကျွန်တော်တို့ကမ္ဘာ့ဗလားပြိုင်ပွဲကြောင့်အများကြီးကိုပြောခဲ့ကြဂျိုတာဒန်အကြောင်းနောက်20နှစ်ကမ္ဘာ့ဗလားကိုလွှဲချော်ခဲ့ရတယ်ပြီးခဲ့နှစ်တွေအတွင်း Scotland ဝင်ခွင့်မရတာကြောင့်ကမ္ဘာ့ဗလားပြိုင်ပွဲနဲ့ကျွန်တော်အများနဲ့လွှဲခဲ့ရတယ် နောက်26ကဘာဘလားစီသွားရမယ်ဆိုရင်ဘလို့ဖြစ်မလဲဆိုတာကျွန်တော်အမြဲပြောခဲ့ကြတယ်။ဒီညသူကျွန်တော်တဏျာနေပြုံးပြီးတော့ကြည့်နေမယ်ဆိုတာကျွန်တော်သိပါတယ်။ဒီနေ့တဏီကုံသူ့ကိုကျွန်တော်ခေါင်းထဲကနေထုတ်လို့မရခဲ့ပါဘူးဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုဒီမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးစီးကြဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။